ဖိလစ်ပိုင်နိုင်ငံမြို့ငယ်လေးတစ်ခုကမြို့တော်ဝန်ဟောင်းတယောက်ကိုတရားရုံးကလူကုန်ကူးမှုနဲ့အပြစ်ရှိရလို့စုံဖြတ်လိုက်ပါတယ်။သူမနဲ့သူတခြား၃ယောက်ကိုထောက်တန်းတသန်းနဲ့ဒဏ်ငွေဖိလစ်ပိုင်ပီဆိုနှစ်သန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်၃000ကျော်စီချမှတ်ခဲ့ပါတယ်။မြို့တော်ဝန်ဟောင်းအဲလစ်ကောင်တာဝန်ယူခဲ့တဲ့ဘန်ဗန်ဆိုတဲ့မြို့ငယ်လေးမှာဖိလစ်ပိုင်ရဲ့အကြီးမားဆုံးငွေလဲစင်တာကြီးကိုဖမ်းမိခဲ့တာပါ နောက်ပိုင်းမှာအဲ့ဒီစင်တာမှာလင်ညာပြီးအလုတ်ခိုင်းခဲ့နေရတဲ့ဖိလစ်ပိုင်နဲ့နိုင်ငံခြားသား100လောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီထဲကအများစုကတော့ဝက်သက်ချင်းလို့ခေါ်တဲ့အယုတ်သွင်းပြီးငွေလိတ်တဲ့အလုတ်မှာအသင်းအတ္တမစေခိုင်းခင်ရတယ်လို့ပြောပါတယ်။အသက်35နှစ်ရှိပြီဖြစ်တဲ့မြို့တော်ဝန်အဲလစ်ကတော့ရက်သက်တပတ်အတော်များများသိမ်းရှောင်နေခဲ့ပြီးနောက်ဆုံးမှဖမ်းခံခဲ့ရပါတယ်။သူ့အပေါ်ဆွဲချက်တွေကိုလည်းသူကညှင်းဆို့ခဲ့ပါတယ်။ အဲလစ်က2022ခုနှစ်မှာဘန်ဘန်မျိုးရဲ့မျိုးတော်ဝန်အဖြစ်အရွေးခံခဲ့ရပါတယ်။2024ခုနှစ်မှာတော့သူမျိုးတော်ဝန်လုပ်နေတဲ့ဘန်ဘန်မျိုးမှာအွန်လိုင်းကာစီနိုကိုဗန်ပြပြီးအွန်လိုင်းငွေလိမ်စင်တာအကြီးစားကြီးတွေလက်ပတ်နေတာပေါ်ပေါက်ခဲ့ပါတယ်။ပထမတော့အဲလီကာအဲ့ဒီငွေလိမ်စင်တာနဲ့ပတ်သက်ပြီးသူဘာမှမသိဘူးလို့ညင်ခဲ့ပါတယ် နောက်ပိုင်းမှာတော့အထက်လွတ်တော်ကသူ့ယုံနာမှာရှိတဲ့ရှစ်ဟဲသားကျဲတဲ့မြေကွက်ပေါ်မှာရှိတဲ့ငွေလိန်စင်တာကြီးရှိနေတာမသိနိုင်ဘူးလားလို့မိခွန်ထုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာမှာအဲ့ဒီအဆောက်အုံ36လုံးပါတဲ့စင်တာကြီးဟာ Alice ပိုင်ဆိုင်ခဲ့တဲ့မြေပေါ်မှာစောက်ထားတာဖြစ်တဲ့ဆိုတာပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးမြို့တော်ဝန်ဟာ Alice ကအယူခံဝင်မယ်မဝင်ဘူးဆိုတာတော့မသိရသေးပါဘူး။